ဥလင်းပြောရရင်ပထမ DVD ကမန်ယူသင်းရဲ့လူဝင်ကိုသမားဆန်နီလမ်းမန်းကိုချီမွန်ကန်ဖွင့်ထားတဲ့အကြောင်းအရာကိုပြောမလို့ပါမန်တိုင်းပြောရရင်ကျွန်တော်ကိုယ်တိုင်လည်းဌာနလမ်းဘွဲရလက်စွမ်းရလမ်းမန်းကိုလက်ရှိမန်ယူရဲ့နံပါတ်1ကိုသမားဘီအန်ဒီအားထပ်ပို့ပြီးတော့ကြိုက်ပါဒါပေမဲ့တန်တက်လာတဲ့ဆန္ဒလမ်းလို့အတင်းနဲ့ဆုံတာရယ်ပြီးတော့ပထမဆုံးပွဲဥတော်လက်ဆန်းကိုပဲကြည့်ရသေးတာမို့ချင်းမငန်းဖွင့်မှုစော်သေးတယ်လို့မြင်တာကြောင့်မင်းရင်ကြောက်ရမို့ဘယ်နဲ့ကျွန်တော်ရဲ့အမြင်ကိုပဲဒီဗီမှာပြောသွားမှာပါ ပထမဆုံးအနေနဲ့မန်ယူသင်းရဲ့လက်ရှိရှိတရားတွေကိုပြောပြသွားမှာဖြစ်လို့မန်ယူဖန်များစုကတော့ဒါကိုကြိုက်လိမ့်မှာမဟုတ်ဘူးဆိုတော့တော့ကြိုပြီးပြောလိုပါတယ်။တကယ်တော့မန်ယူသင်းရဲ့အဓိကပြဿနာကဘေကစားသမားအသစ်ရောက်လာရောက်လာလိုအပ်တာတွေပို့ပြီးတော့အသင်းပြည့်သက်တွေကချီးမွမ်းစောကြတာပါ။ဒါကြောင့်ပဲအန်တိုနီနဲ့ဆန်ညိုတို့လိုကစားသမားတွေနဲ့ နောက်ဆုံးအသင်းကနေငားနဲ့ထွက်ကစားနေရတဲ့ကုနာနာလိုကိုသမားမျိုးတွေဒီဖီအားတွေအောက်မှာပုံမှန်ချင်းစမ်းတွေအောက်ရောက်ပြီးတော့ဖလော့သွားတာလို့တော့မှအကြံပြန်ပြောလို့ရတယ်။ဒါဆိုရင်အသင်းရဲ့ကစားသမားတွေဒီလိုကြုံနေရတာလားဆိုရင်မိုင်းလိုအသင်းမှာကစားသမားတွေအပြင်ကိုလီဗာတဲ့တွေဆက်ဆက်ရောက်လာကြရင်လည်းဒီလိုပဲချင်းမုံငန်းတွေစောကြပြီးတော့ထင်သလောက်မဖြစ်ခဲ့ကြတာကိုဖာကိုဆန်အားယူပြီး၁၂နှစ်အတွင်းမှာနီးပြ9ယောက်ထိပြောင်းလဲလုပ်ခဲ့တာကနေလည်းမြင်နိုင်တယ်။ မိုးရင်ဆိုရင်ပြီးခဲ့တဲ့ရာသီဝက်ကအသင်းကိုရောက်မလာခင် Sporting Lisbon နီးပြခဲ့တော့အောင်ချန်ပီယံလိမှာ Man City ကို၄ဂိုးတကိုးနဲ့အနိုင်ရခဲ့တော့မှမန်ယူအသင်းဖန်တွေ City ကိုကြိုပြီးလေးတိုက်ထားခဲ့ကြတာကိုမှတ်မိကြအောင်ပါဒါကအသင်းမှန်တွေရဲ့ချင်းမွမ်းတာတွေပြင်မီဒီယာကြီးတွေရဲ့ Man U ပေါ်လိုက်ပြီးတော့လိုအပ်တာတွေပို့ပြီးမျှဝင့်ပေးနေကြတဲ့ကြောင့်လည်းပါပါတယ်ဒါကိုလည်းအပြစ်လို့မြင်မို့တော့နည်းနည်းခက်တယ် နီးစပ်ဆုံးပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၅တုံးကမန်ယူကချယ်ဆီကိုအိုးထရပ်ဖို့မှနိုင်ငံတော်ကတော့ဘာမစားညာမဆိုင်တဲ့စပိန်လာလီဂါစီဗီလာအသင်းကမန်ယူသင်းအိမ်ကွင်းမှာသူတို့အသင်းနောက်ဆုံးနိုင်ယူခဲ့တာ2018တုန်းကပါဆိုပြီးတော့မန်ယူထရိုးပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတန်းရှင်းရှာသွားတာဆိုအားလုံးသိပါ ကဘာဝါထိတ်တန်း list တွေကိုစင်းပြူစုပြီးတော့နှစ်တိုင်းထုတ်ပြန်ပေးနေတဲ့ Forbes Magazine ရဲ့အဆိုအရဆိုရင်ကဘာဝါကလပ်အသင်းတွေထဲမှာဒုတိယမြောက်အသင်းတန်ကြီးအမြင့်ဆုံးကလပ်အသင်းဆိုတဲ့ဂုဏ်ပုတ်အပြင်တစ်ကဘာလုံးမှာဖန်အများဆုံးလို့ဆိုလို့ရတဲ့အသင်းဖြစ်တာကြောင့်မန်ယူအသင်းကြောင့်ဘာတင်နေသတင်းဖြစ်နေတာလည်းပါလို့ပွဲရှာမဲ့မီဒီယာကြီးတွေအတွက်ကတော့မန်ယူအသင်းရဲ့ကစားသမားတွေက marketing ပြတ်မှတ်တစ်ခုဖြစ်နေတာလည်းပါတယ်နောက်ဆုံးအသင်းကို2005မှာဝယ်ခဲ့တဲ့အမေရိကန်လူမျိုးကလေးစားမိသားစုဆိုရင်တော့မှဘောလုံးကိုချစ်မြတ်လို့မန်ယူအသင်းကိုဝယ်တာတက်စီးပွားရေးလုပ်ဖို့အတွက်တောင်မန်ယူဝယ်ခဲ့တာလို့ပြောလို့ရတယ် ဒီအမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေကဘောလုံးကြောင်းဆိုရင်လေဖူဘောနဲ့ဆော့ကာဆိုပြီးကိုကွဲပြဲပြဲပြဲကိုနားလဲပုံမရဘူးလို့ကျွန်တော်တူးသေးရမြင်တယ်။ဒီနေရာမှာပြက်ကြီးအသင်းပိုင်ရှင် Akiline Fee နဲ့ Real Madrid က PS2 လို့ပိုင်ရှင်နေတဲ့ရှင် Man U အသင်းပိုင်ရှင်တွေကတစ်နှစ်ကြာလို့တစ်ခါတော့ Ultra Pro မှာမြင်ရတာလည်းရှားတယ်။ ရော်ရန်ဒိုမန်ယူအသင်းကနေဒုတိယကြိမ်ပြန်မထွက်ခင်ပြောသွားခဲ့တဲ့အင်တာဗျူးလိုပဲအသင်းရဲ့လေ့ကျင့်စင်တာဆိုရင်ဘာကရီးယားဘာဖက်ဆလတီမှမပြည့်စုံဘူးအသင်းမှရှင်နေရလဲမန်ယူစီကအကျိုးမြတ်တွေကိုပဲစားသုံးနေပြီးတော့အသင်းကိုပြန်ရင်းနှီးမြှုပ်နှံမှုပြက်ကွက်ခဲ့တယ်လို့ဒဲဟုပြောသွားတဲ့အထီးဖြစ်ခဲ့တယ်နောက်ပိုင်းစာဂျင်ရက်ကလစ်လိုဘောလုံးကိုချစ်မြတ်နိုးတဲ့သူတွေအသင်းရှေ့ရာတစိတပိုင်းကိုဝယ်ခွင့်ရလာနိုင်လို့အသင်းရဲ့ကိုင်တန်လေ့ကျင့်ခွင့်အသစ်ကိုပြန်လုပ်ပေးတာတွေပါတယ်မြင်လာရတာပါဒီတော့ဆိုလိုရင်းကိုမျက်စက်ရရင်မန်ယူရဲ့အဓိကပြဿနာကကစားသမားအသစ်တွေနီးပြားအသစ်တွေရောက်လာတိုင်းမီဒီယာတွေနဲ့ဖန်များစုကလူတာတက်ပို့ပြီးချီးမွမ်းစောကြတာပါအခုလဲဆန္ဒလမ်းနဲ့ က်ပွဲပြီးမှမီဒီယာတွေနဲ့အသင်းဖန်တွေကဆန်နီလန်းစမန်ကိုပီတာရှမန်ကယ်လက်သက်ဖြစ်လာနိုင်မလားဆိုပြီးတင်စားနေကြပါပြီ။ဆိုရရင်ဆန်နီလန်းမန်ကရှမန်ကယ်လက်သက်လည်းဖြစ်လာနိုင်မလားဆိုရင်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီမန်းတွေများလို့မီဖီးယားတွေများတဲ့မန်ယူလိုသင်းမှာဒုတိယအော်နာနာလည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဝေးရအသင်းရဲ့ဂန်ဝင်ကိုသမားကြီးရှမန်ကယ်တဲ့ဘနာဆာတို့တဟဲရတို့လောက်ကိုဆန်နီလန်းမန်တယောက်သူ့လက်ဆွမ်းကိုဘလောက်ထိန်းထားနိုင်မလဲဆိုတာစောင့်ကြည့်ရအောင်ပါ။ဆိုတော့စိတ်ခံစားမှုတွေနဲ့လိတိုက်တာတွေကိုကနထားပြီးတော့ဆန်နီလမ်းမန်ကဘလို့ကုန်းသမားမျိုးလဲဆိုတာနဲ့သူ့ရဲ့လက်စွမ်းကိုချက်လက်တွေနဲ့တစ်ချက်ကြည့်ကြည့်ပါမယ် ဆန်နီလမန်ကပြီးခဲ့တဲ့ရာသီဘယ်ဂျန်လီရိုင်အန်နမမှာနံပါတ်၁ကိုသမားအဖြစ်၄၀ပွဲပွဲထွက်ကစားခဲ့ပါတယ်။အဲ့ဒီ၄၀ပွဲမှာဂိုပီယာနိုင်ကြီးလို့ခေါ်တဲ့ expected goal က68.5ဂိုးတိရှိခဲ့ပေမဲ့52ဂိုးပဲဂိုးပေးခဲ့ရလို့သူ့ရဲ့ဂိုးကောင်ဝင်နိုင်စွမ်းကပြီးခဲ့တဲ့ရာသီလုံး55.5ဂိုးတိရှိခဲ့တယ်။ဒါကသူဂိုးပေးရမယ့်အခွင့်အရေး16ဂိုးလောက်ကိုကာဝင်နိုင်ခဲ့တယ်လို့ဆိုလိုတာပါ။ဒါဆိုမန်ယူသင်းမှာပြီးခဲ့တဲ့ရာသီနံပါတ်၁ကိုသမားဖြစ်ခဲ့တဲ့အိုနာနာရဲ့ဂိုးကောင်ဝင်နိုင်စွမ်းကိုကြည့်ပါမယ်။အိုနာနာကပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာ34ပွဲပွဲထွက်ကစားခဲ့တယ် အဲ့34ဘွဲမှာဂိုဘေးရနိုင်ကြီး inspector ကိုက44.5ခုရှိခဲ့ပြီးတော့44ခုဂိုဘေးခဲ့ရပါတယ်ဆိုလိုတာပြီးခဲ့တဲ့ရာသီ premier league မှာ onana အနေနဲ့ဂိုဘေးရမဲ့ခွင့်ရည်အားလုံးကနေ5.5ဆိုတဲ့ဒဂုံမပြည့်တဲ့ဂိုရည်အတွက်ကိုပဲကာဝင်နိုင်ခဲ့တယ်လို့ဆိုလိုတာပါဒီချက်လက်တွေအရစင် onana နဲ့ sunny lamman တို့ရဲ့ပြီးခဲ့တဲ့ရာသီစွမ်းဆောင်ရည်တစ်ချက်မြင်နိုင်ပါပါဒီနေရာမှာပရီးမီးယားလိနဲ့ဘယ်ဂျီယံလိုမတူညီတဲ့လိပြိုင်ပွဲတွေကြောင့်အချက်အလက်တွေကိုနှိုင်းယှဉ်လို့မရဘူးလို့ထောက်ပြမဲ့သူတွေလည်းရှိပါလိမ့်မယ် မှန်ပါတယ်ဒါဆိုရင်ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိမှာရာဂို26ကိုပေကို86ကိုဆိုရဲရာဂိုအနည်းဆုံးပေကိုအများဆုံးနဲ့ဂိုးခွာကြကြဲဂိုး60ဒီရှိခဲ့တဲ့ဇေယောက်ချီကအဆင့်20နဲ့တန်ဆင်းသွားတဲ့စောင့်တနေအသင်းကပွဲထွက်ကိုသမားရန်4နဲ့ရှင်ကြည့်ပါမယ်ရန်4ကပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာပွဲထွက်ခဲ့တဲ့ပွဲ30မှာဂိုးပေးရနိုင်ချေအက်စပက်တက်ကို66.9ဂိုးဒီရှိခဲ့တယ်အဲ့ဒီအက်စပက်တက်ကို66.9ဂိုးကနေပြီးတော့ဂိုးခွင့်ပြုပေးခဲ့ရတာ66ဂိုးဒီရှိခဲ့လို့အကြမ်းမြင့်ပွိုင်ဝမ်လောက်စောင့်တနေအသင်းဂိုးဘောက်ကိုသူကာကွယ်နိုင်ခဲ့တယ်လို့ဆိုလိုတာပါ ဒါတော့ runs နေနေနဲ့တရားစီလုံးပေးကုန်အများဆုံးအသင်းဖြစ်တဲ့ဆောက်တန်းတယ်လို့အသင်းမှာကစားခဲ့ရတာပါပိုပြီးရှင်းသွားအောင် ပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာဂိုးအနည်းဆုံးပေးခဲ့ရတဲ့အာဆနယ်အသင်းကိုယ်တော်မှာဒေးဗစ်ရာရာရဲ့ဂိုးကောက်ရတဲ့နိုင်ငံကိုကြည့်ပါမယ် ေဗီရာရာပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်အတွက်ပရီးမီးယားလိ38ပွဲလုံးပွဲထွက်ခဲ့ပြီးတော့အဲ့38ပွဲလုံးမှာဂိုးပေးရနိုင်ခြင်းအစ်စပတ်တက်ကိုက36တန်းသမားတကူထိရှိခဲ့ပေမဲ့အဲ့ရနေ34ဂိုးပဲပေးခဲ့ရတယ်ဒါကသူဂိုးပေးရနိုင်ခြင်း36ဂိုးတည်းကနှစ်ဂိုးလောက်ထိကာကွယ်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်ဆိုလိုတာကဂိုးပေးရနိုင်ခြင်းအစ်စပတ်တက်ကိုတက်ဂိုးခွင့်ပြုပေးရတာနင်းနေဒီဂိုးသမားကလက်စွမ်းကောင်းတယ်လို့သတ်မှတ်တာပါဒီနေရာမှာ expected goal လို့လွယ်ခေါ်ကြတဲ့ goal ပေးရနိုင်ရည်တွေနဲ့ goal သမားတယောက်ရဲ့စွမ်းဆောင်ရည်ကိုဘယ်လိုတိုင်းတာမလဲဆိုတဲ့ video လည်းဆက်ပြီးတင်ပေးသွားဖို့ရှိပါတယ် ပင်နရီအေးရတဲ့ဂိုးကန်သွင်းချက်တစ်ခုရဲ့ဂိုးရနိုင်ကြီးလို့ခေါ်တဲ့ SG က0.30ရှိတယ်လို့အကြံပြန်တွက်ပါမယ်။ဒါပေမဲ့ဂိုးကန်လိုက်တာကဂိုးတော့အချိန်ပြင်းပြင်းနဲ့သွားတယ်ဆိုရင်ဒီကန်သွင်းချက်ကိုဂိုးသမားတို့ကာဝယ်နိုင်တဲ့ပို့ရှော့ expected goal တစ်ချက်မူက0.45လောက်ဖြတ်သွားနိုင်ပါတယ်။ဒါကဒီ goal ကိုဂိုးသမားကာကွယ်ဖို့ပိုပြီးခတ်တယ်လို့ဆိုလိုတာပါ။ဂိုးသမားတယောက်ရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်တဲ့အကောင်းဆုံးနီလန်တစ်ခုကဒီဗီဒီယိုကြည့်ပြီးရင်ဂိုးသမားတယောက်ရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့ဒီအကြောင်းအရာတွေကိုသိစိတ်နားလည်သွားပါလိမ့်မယ်။ ။ဒါဆိုရင်ဆန်နီလမ်မန်ရဲ့ပရီးမီးယားလိပွဲဦးထွက်လက်ဆန်းကြောင်းကိုပြန်ဆက်ပါမယ်။ဆန်နီနဲ့ပွဲမှာလမ်မန်ကဂိုရီယာတွေကကန်ကျက်2ကြိမ်နဲ့အီရီယာပင်ကကန်ကျက်2ကြိမ်ကိုကာကွယ်နိုင်ခဲ့တယ်။ဆန်နီလမ်ရဲ့အန်အေရှိတဲ့ဖြတ်နေမောင်း2ကြိမ်ကိုလည်းယုံကြည်ချက်ရှိရှိနဲ့ထွက်ပြီးဖမ်းထားတာကိုမြင်ရပါတယ်။ဒါတွေကလူငယ်ကိုယ်သမားတယောက်ကဒီယာဒီပွဲတိုင်းကိုပေးထားပြီးတော့ဖီအားတွေအများများတဲ့မန်ယူလိုသင်းမျိုးနဲ့ပရီးမီးယားလိပွဲဦးထွက်မှာယုံကြည်ချက်ရှိရှိပြခဲ့တဲ့လက်ဆွမ်းဖြစ်နေတာကြောင့်ချိန်နဲ့ဆရာတော့ကောင်းတယ်။မော်ရင်ကိုရိုင်းကလည်း must be nice to have had a nice straightforward win for once. Yeah, and uh, a clean sheet is really important. We didn't play well during uh, all the game, but we had our moments. But if you look at the performance, was a was a team uh, focus, defending well, uh, trying to kill the game in our in the in the second half. Uh, so I'm pleased with that, and now is to move forward to the next one. And the goalkeeper did very well too. Yeah, I think you. Uh, 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 he looks um, confident in the first game. But the important thing is that the teammates help Sen to have a, a, good game because everyone was focused, not a lot of mistakes uh, against a team that was really comfortable uh, playing football. Uh, so we did well, it was a good day for us. a lot of people with Senny have wondered why he's not played before now. Clearly, fans have thought that he should play. What kind of thought process do you go through to decide he's not playing, he's not playing, and then he is playing? The when Sen uh, arrived arrived here, um, first of all, Altai was playing, and then he arrives, and you can feel it that he needs to adapt. New country, new training. Uh, the pressure that you guys put on the goalkeepers are massive. So it was like a, a little preparation for the guy to be ready to to start his first game. But now it's just one game and he needs to work because he needs to to be prepared that in our club uh, things are are really ha hard. Uh, but he did well. Um, and again, he was comfortable during the game, and that is a very good sign. David and then Rob. Oh, Rob. Um, after a win like that, how frustrating is it that you've got an international break now because you would ordinarily want to keep that momentum going? Yeah. <laughs> how there is no momentum with our team so uh, there မောင်နီပြအဖွဲ့ဝင်တူကတော့အမော်ရင်ကိုတိုင်ကဆန်နီလက်မန်းကိုတိတ်ပြီးသဘောကျသွားတာကြောင့်နောက်သုံးနှစ်တွင်ကမ္ဘာအကောင်ဆုံးဂိုးသမားဆိုတဲ့ဂုံမုတ်ထီရလာဖို့မြေတော်မြောက်ပေးတော့မယ်လို့ပြောတဲ့အကြောင်းသတင်းသက်သက်လေးထွက်လာတယ်။ဒီနိုင်ဆိုရင်ဘီအန်ဒီယာရဲ့နံပါတ်1ဦးစားပေးဂိုးသမားနေရာကလည်းအကန့်အသတ်တွေစင်ခေါ်မှုတွေအများကြီးကြားတဲ့ကိုရောက်သွားပြီလို့လည်းဆိုလို့ရတယ်။ ရှင်းမပြောသွားခဲ့သလိုပဲဆန်နီလမ်းမန်းကပီတာရှမိုက်ကယ်လက်သစ်ဖြစ်လာမလားဒုတိယဦးနာနာလိုဖြစ်သွားမလားဆိုတာကတော့သူကိုယ်တိုင်ကမီဒီယာတွေနဲ့အသင်းဖန်တွေရဲ့ဖိအားကိုဘလောက်ခံနိုင်မလဲဆိုတာနဲ့အသင်းကိုသူ့လက်စွမ်းနဲ့ဘလောက်ထိဆွဲတင်ပေးနိုင်မလဲဆိုတာကိုစောင့်ကြည့်ကြရအောင်ပါပါလို့ဆိုရင်ပီဒီယိုအဆုံးသတ်ချင်ပါတယ်။စုံနီကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။အခုလိုဘူးတုရရစရာတွေနဲ့ပွဲချုပ်သုံးသက်ချက်တွေစောင်းမားတွေကိုမပြတ်တမ်းကြည့်ရှုခြင်းဖြာချောင်း YouTube Channel နဲ့ Facebook Page ကိုလိုက်ရန် Subscribe လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။ I, can feel the blood creeping up from the heathens Got will, got fight, got pride, got reason If they wanna go eat, then you know I'm gonna feed them. If you're coming for me, hope you're ready for a demon I got eyes in the back of my head, I'm seeing take